တယောက်သေဆုံးသွားပြီဆိုလို့ရှိရင်ဝိညာဉ်ကလေးကအိမ်ပေါ်က9ရက်မဆင်းဘူးဆိုပြီးတော့ပြောကြတာရှိသေးတယ်เนาะတိဘက်လူမျိုးတွေယုံကြည်တာကတော့49ရက်ဂျပန်နိုင်ငံကဂျပန်နေလည်းပဲ spirit ဆိုတာသူတို့ယုံကြည်ကြဒါလူမျိုးတိုင်းလူမျိုးတိုင်းတည်းဟာရှိတဲ့သဘောရှိအတ္တအသက်လက်ပြဝိညာဉ်ဟောမြန်မာတွေကြတော့လက်ပြတော့ဟောဝိညာဉ်ကောင်းလို့လက်ပြလို့ လူအသက်ကလေးဟာဘဝတစ်ခုအစပြုဖို့အတွက်ခြုံတန်းဖို့နေရာလေးတစ်ခုရှာနေတော့အဲ့ဒီရှာမတွေ့သေးလို့ခိတ္တခဏနားခိုတဲ့အန္တရာဘဝဆိုရင်ဈာကာလဘဝကလေးတစ်ခုရှိသေးတယ်လို့ဒီလိုအယူဆတဲ့ရည်ပေါ်လာခဲ့လေပေါ့သို့တော်လည်းဘုရားမြတ်စွာဒေသနာတော်အရကြည့်မယ်ဆိုလို့ရှင်မသေးခင်ကတည်းကဂျွတ်တင်ပြီးတော့ပြင်ဆင်ပြီးသားဖြစ်နေပြီ တ်ပုံတင်လိုက်ပြီးတေကန်ဒီအချိန်မှာကန်တရားကနေပြီးတော့ဘယ်ပုံကိုပို့တယ်ဆိုတာမှတ်ပုံတင်ထားပြီးသားပဲအဲ့ဒီပုံကလွဲချော်မှုမရှိဘဲနဲ့ရောက်တော်မှတေချာပါတယ်ဂျာကာလာဆိုတာမရှိပါဘဝတစ်ခုဟာဂျာကာလာဆိုတာမရှိဘူးလူဘဝကတေသွားလို့ပြိတ္တာဖြစ်ရင်လည်းပြိတ္တာအဲ့ဒီပြိတ္တာတို့တစေသေးရဲ့တို့လူတွေကခေါ်ပြီးတော့မကြွဘူးနဲ့ပြောနေကြတယ်တန်တရာကမကြွသေးရင်ကိုယ်လည်းမကြွသေးဘူးပဲเนาะ တစေတရဲ့မှာမကြွတဲ့တတ်တော့မဟုတ်ဘူးအားလုံးကမကြွတဲ့ပုံကိုယ်တွေကြီးပဲသို့သောအစွဲလန်းတစ်ခုကြောင့်ကိုမမြင်ရတဲ့ဘုံဘဝရောက်နေတာညာတော့ဝိညာဉ်လောကလို့လူတွေကခေါ်ကြမမြင်ရလို့ခေါ်တာပေါ့လူတွေမျက်စိနဲ့မမြင်ရတာတွေအများကြီးပဲပေါ့သို့သောကံတရားကနေစီမံဖန်တီးပေးလိုက်လို့ဘဝတွေ32ပုံမှာရှိတဲ့ဘုံဘဝတွေကဘုံဘဝတစ်ခုကသူဟာရောက်ရှိသွားတာပဲ။ လူတွေနဲ့အနည်းဆုံးဖြစ်တာတော့ခုနကပြိတ္တာဘုံဆိုတာအဲ့ဒါမျိုးပေါ့ပြိတ္တာဘုံကရောက်နေပြီဆိုလို့ရှိရင်တော့စားရမယ်တောင်းရမယ်ခင်းစရာမရှိ စားစရာမရှိအပြိတ္တာဘုံရောက်တယ်ဆိုရင်တနေ့တော်သေးတယ်လို့ခေါ်သူ့တည်းဆိုတာနှစ်ဘုံကြံသေးတယ်ငရဲနဲ့တရိစ္ဆာနော်ပြိတ္တာဘုံရောက်တဲ့ပုဂ္ဂိုလ်ကအမျှလေးဝေလို့တာရုခေါ်လိုက်ရင်ကောင်းကောင်းမွန်မွန်နေလို့ရသေးတယ်ပေါ့တရိစ္ဆာတို့ငရဲတို့ဆိုတာတော့မသိမချင်းကာမကုံမချင်းသွားရော ဒီတိုက်ပဲဒုက္ခခံရမဲ့ပေါ့